ငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ဒေသတွေကတိုက်အိမ်တွေကိုအိမ်ပါရှင်တွေကအစတင်ဖြိုချနေပြီးတိုက်အိမ်အမျိုးအစားလိုက်ဖြိုချခါကြက်သိန်းထောင်ချီပေါက်ဈေးရှိနေပါတယ်။ပျက်စီးနေတဲ့အိမ်ဖြိုချဖို့ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီတခုကိုဆက်သွယ်မေးမြန်းခဲ့တဲ့စကားမြုပ်ကန်တဦးကနှစ်ထပ်ခွဲတိုက်ကို3400တောင်းတာကြောင့်ဘာဆက်လုပ်ရမှမသိဘူးလို့ပြောပါတယ်။စကားမြုပ်မှာတော့တမြို့လုံးရဲ့အဆောက်အအုံ90ရာခိုင်နှုန်းနီးပါးပျက်စီးပြီးလူထိခိုက်သေးဆုံးမှုတွေများခဲ့ပါတယ်။ အလောင်းမရှာနိုင်တော့တဲ့အိမ်တွေကိုဖြိုချရှင်းလင်းမှပဲအနက်အသက်ပြဿနာကဖြေရှင်းနိုင်လိမ့်မယ်လို့ဒေသခံတချို့ပြောပါတယ်။ဒါကြောင့်လည်းဒေသခံတွေကဆက်ရန်တရားတွေကိုငှားပြီးကိုတူကိုထအစီအစဉ်နဲ့အဆောက်အအုံတွေကိုစပြီးတော့ဖြိုချရှင်းလင်းနေတာပါ။မတလေးမြို့မှာလည်းလေးထက်တိုက်ကြီးကျွန်းကြလို့ပြန်ဖြိုချတာမှာသိန်းတထောင်နီးပါးကုန်တယ်လို့မြို့ကန်တအူးကပြောပါတယ်။အဆောက်အအုံတွေကကြန့်ခိုင်မှုစိတ်မချရတော့လို့ဖြိုချရှင်းလင်းပြမှပဲအန်တရယ်ကင်းမဲ့အခြေအနေဖြစ်ပေမဲ့ဖြိုချတဲ့ဇယိတ်ကြီးမာတာကြောင့် လူမှုကူညီရေးအဖွဲ့တွေအကူအညီကိုရယူဖို့စောင့်ဆိုင်းနေတယ်လို့ငလင်ဘေးတင်ပြည်သူတဦးကပြောပါရယ်စစ်ကောင်စီကငလင်ကြောင့်တိဆုံးသူတွေကိုရှာဖွေကယ်ဆယ်ရေးလုံလောက်အောင်မလုပ်ပေးနိုင်တယ်လို့ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်းလုံမပေးတာကြောင့်အိမ်ပါရှင်တွေကကိုယ့်အစီအစဉ်တွေကိုစပြီးတော့ဖယ်ရှားနေရတာလို့မြို့ကန်တွေပြောပါရယ်ရှင်